ရေကြီးရေရှမ်းမှုဖြစ်ပွားပြီးနောက်မိုင်းသက်ကြီးရွာကဒေတာခန်တွေရဲ့စပါခင်းနဲ့စိုက်ပျိုးထားတဲ့တင်းနံတွေရဲ့အပြက်စီးမင်းကွင်းတွေပဲဖြစ်ပါတယ်။အခုလိုရေကြီးရေရှမ်းမှုတွေပြန်လည်ဖြစ်ပွားတာဟာလွန်ခဲ့တဲ့2023ခုနှစ်နောက်ပိုင်း DPS ဆိုးကိုပြန်ကြုံကြရတယ်လို့ရွာခန်တွေကပြောပါတယ်။အင်ချီတရားကျော်ရှိတဲ့မိုင်းသက်ကြီးရွာဟာနမ့်သူမျိုးနယ်ထဲမှာတည်ရှိပြီးရွာခန့်တွေဟာစိုက်ပျိုးရေးဟူတာအတိကလုတ်ကင်ကြပါတယ် ပြီးခဲ့တဲ့နိုဘာလာ၃ရက်နေ့ကနေ၆ရက်နေ့ထိမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မိုင်းတက်ချောင်းရေတက်လာပြီးချောင်းနီးရှိအင်ချီ၃၀ကျော်ရဲ့စပါခင်ပြောင်းဘူးနဲ့ပဲဆိုင်ခင်ဧက၅၀ကျော်ပျက်စီးခဲ့ပါတယ်။ဒါအပြင်မိုးမရွာခင်ပုံထားတဲ့စပါပုံတွေလည်းရေနှိမ့်မြုပ်ပြီးပုတ်ကုန်တယ်လို့ရွာခန့်တွေကပြောပါတယ်။မိုင်းတက်ရွာခံဦးဆောင်ရေးဟာပြီးခဲ့တဲ့နှစ်တွေမှာစပါတင်190ကျော်ရပေမဲ့ ဒီနေ့စပါးရတီမှာရေနှစ်မြုပ်ကုန်လာကြောင်းသုံးပုံတပုံသာရတော့တယ်လို့ပြောပါတယ်အာရတာတော့ခုနရက်စီရတော့ရရဒါအရတာတော့တညပိုင်းရအဲဖြစ်လာတာအဲကျွန်တော်ဟာတော့ဟိုနှစ်ပုံကတော့အဲတပုံကကျွန်တော်ကောင်းတဲ့ဟာပြန်ထုတ်ယူရအဲတပုံကတော့တွားပြီအားလုံး မရတော့ဒါပြင်မိုင်းသက်တရာလဲရေတိုက်စားလို့တရာရဲ့ခြေရင်ပြက်စီးနေပြီးဒီနေ့နှွန်ဘာလ17ရက်ထိလာရောက်ပြုပြင်သေးတာမရှိသေးပဲကားတွေဖြစ်တန်းသွားလာလို့မရသေးပါဘူးရင်းနှီးမြှုပ်မှုကြောင့်မိုင်းတင်းရွာပြင်နတ်တူမြို့နယ်မိုင်းစင်ကြီးရွာမှာလဲအခန်းအလုံးနီးပါးရဲ့စပါးခင်းနဲ့စိုက်ပျိုးသီးနှံတွေပြက်စီးကုန်တယ်လို့ရွာခန့်တွေကပြောပါတယ်ဒါပြင်နမ်တူနဲ့မိုင်းပေါ်ကြီးရွာကြားမှာရှိတဲ့ ြေးရွာဆေးရွာနီးပါးကစပါးခင်းနဲ့စိုက်ပျိုးသင်းတန်တွေရေနှမျိုးလို့အများပြပျက်စီးခဲ့ပါတယ်။ဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုသာအထူးကမိခိုစားတောက်နေရတဲ့ဒေသခံတွေပိုခက်ခဲလာနိုင်တယ်လို့ဦးစာအေးကပြောပါတယ်။အာခက်ခဲတာတော့တော်တော်ခက်ခဲပါတော့ကျွန်တော်အဲစပါးလေးပါလေးပဲလှုပ်ဆားဆိုတော့ပျက်စီးတော့တော့အိုးအဲခက်ခဲမှုကတော့မပြောနိုင်တော့ရှင်။အော် ဒီလိုပျက်စီးသွားဆိုတော့ပိုခက်ခက်ဗောစားတောက်တွေပါလေတော့နော်ပိုခက်ခက်ဗောနော်ဘာမှဟိုနောက်နေဆိုလဲအဲအရင်တီးဖို့လဲခက်ခဲဖြစ်နေဗောနော်ပြီးခဲ့တဲ့နိုဝါလာတရကစပြီးနိုဝါလာ6ရက်ထိမိုးဆက်မပြတ်ရွာသွန်းမှုကြောင့်ရှမ်းမြောက်နမ့်တူမြို့နယ်ပါဝင်ကိုခါမြို့နယ်တွေကကြီးရွာတချို့မှာလဲရင်းနှမြုပ်လို့စပါခင်တွေပျက်စီးခဲ့ပါတယ်